မင်္ဂလာခင်ဗျအာဒီနေ့က KFC ရဲ့ဒီနောက်ထပ်အရသာတစ်တခုပေါ့နော်အဲ့ဒါကြောင့်ညာရရဟုတ်ဖွားရစာတိကကောတောင်းကောတောင်းမျိုးပေါ့နော်ကောတောင်းမျိုးကတော့ကျွန်တော်မွေးဖွားရစာတိခမောက်ကြီးကတော့ကျွန်တော်ကြီးပြင်းတဲ့မျိုးပေါ့ဖေနဲ့အမေရဲ့မွန်မတဲ့အကုလုံးမိသားစု၈ယောက်၈ယောက်ရှိအရင်ကအော်အတိအကျစင်မိမိတို့မွေးထား၁၂ယောက်ရှိတယ်6ယောက်6ယောက်သုံးပါ6ယောက်ပဲကျန်ငယ်တော့တော့ ဘာဖြစ်ချင်တယ်ညာဖြစ်ချင်တယ်ဆိုတော့အသွေးတော့မရှိဘာလုံးမှမျိုးလိုက်ဆရာဘော်ကြီးလုံးမဲ့လေးမောင်ကြီးလုံးမဲ့အဲ့လိုမျိုးတော့ရှိတယ်အဲကြီးလာချိန်ကျတော့ဒီကိုရဲ့ professional အရာရောကိုချင်းလဲဟိုနေတဲ့အလုပ်ကကိုနဲ့ဘာပူပြီးတော့ engineer ဖြစ်တယ်ဆိုတော့ဟာပူပြီးနားလဲလာပေါ့အော်ဝမ်းတာတယ်ဗျပျော်လဲပျော်တယ်အဲဒါမဲ့ဒီဟာ private ပေါ့နော် private family တင်ဖြစ်တဲ့ဆိုတော့ကျွန်တော်ဖြစ်နိုင်တဲ့ဖြစ်နိုင်တော့ပြိတ္တအများကြီးနဲ့ဆုံကျင်တာဒါပေမဲ့ private family တင်ဆိုတော့ပြိတ္တအယောက်၁၀၀၂ပြင်မဲ့တလောက်ဆိုတာအများဆုံးပဲပေါ့နော်ဝမ်းတာတော့ဗောဝမ်းတာတော့ဗောဒါဟိုမြန်မာမှာလည်းဒီလိုကိစ္စတွေကျွန်တော်ကြုံကြုံခဲ့ပြီးပါရအများကြီးအဲ့လိုကြုံခဲ့တော့မြန်မာမှာဖြစ်တော့လဲအယံဝမ်းတာအခုဒီမြန်မာနိုင်ငံမှာဖြစ်တော့လဲအထက်ထပ်ပြီးဝမ်းတာလဲတလောက်ပဲမမလည်းထားဖို့ညီမလေးလည်းထားဖို့အဲ့တော့အဲ့လိုမရှိဘူးပြအော်မမကြီးထားရင်တော့ အရင်ကြက်တဲ့မိန်းကလေးနဲ့တွေ့ရင်တော့ကိုကိုတိုင်းပြောင်းလဲနိုင်တယ်။ညီမလေးနဲ့ထိုင်တော့တစ်ခါကြကလေးဆန်တော့လေးချိမိရဟာလည်းရှိတယ်။မဟုတ်ဘူးကျွန်တော်အဆူတော်လည်းမဟုတ်ဘူး။ဒါပေမဲ့အခုဟိုပေါ့တိတ်မကြခင်တော့ပြိတ္တတွေမထင်ထားဟာလေးတခုတော့ထွက်လာလိမ့်မယ်။အားပါလဲဆိုတော့အထွက်လာတော့တိလိမ့်မယ်။ဒါတိုင်ကျွန်တော်အရင်ပိန်နေ။ဟိုပိန်နေတဲ့အခါကျတော့ကျွန်တော်ကတော့ဒီမှာတိုင်းပြည့်ဟိုကို ပြိတက်ကကြိုက်ရင်ကြိုက်တယ်ဆိုတော့ဟာယူဟုတ်ပေါ့ခန္ဓာကိုယ်ချောက်တို့ရုပ်ရည်ချောင်းတို့အဲ့လိုဆိုတာတစ်ခုအခုနောက်ပိုင်းကျတော့တရုတ်ဆောင်ပိုင်းမှာဟိုတရုတ်ဆောင်ပိုင်းပိုင်းမှာဖြစ်အမှုပညာပိုင်းမှာဖြစ်အဲ့လိုတော်တော်ကောင်းမွန်ပဲကျွန်တော်ကြိုးစားတယ်ဒီရုပ်ရည်နဲ့ပတ်သက်ပြီးကျွန်တော် CV ရရင်ထားဟုတ်နောက်ထပ်ပြီးတော့အမှုပညာလောက်ရှောင်းကျွန်တော်ရုပ်ရှင်သားတွေထောက်ရှောင်းနေပြင်ပါဗျဒီနေ့ဒီ 2019 2020ထိကတော့၆ရက်ဖြစ်မဲ့ဟိုပြိဿတွေမျိုးနဲ့ထားပုံစံမျိုးတွေလို့တကယ်ကိုယ်တိုင်ကောင်းတဲ့ quality ထပ်လာမယ်ဆိုတာဟုတ်လားဘာတဲ့ပြိဿဖြစ်တာအဓိကကတော့အမှုပညာရေးတွေကိုပုံပြီးကောင်းမွန်စူးစမ်းဖို့ပေါ့နော်ဒါကဘာလဲဆိုတော့ ျွန်တော်တို့အားပေးနေတဲ့ပရိသတ်တွေကလည်းသူတို့အားပေးတဲ့အမှုပညာရှင်တွေအောင်မြင်လာတယ်ကြော်ကြားလာတယ်ထိုးတက်လာတယ်ဆိုရင်သူတို့ကကြော်ကြတယ်ခုံလဲယူကြတယ်ဒါကဘာဖြစ်ပရိသတ်တွေအတွက်ဟိုကျွန်တော်တို့အကောင်းဆုံးပြီးနိုင်တဲ့အကြာလေးပေါ့ဟိုပရိသတ်တွေလည်းအဲ့လိုဖြစ်ဖို့လည်းသူတို့မျောလင်းကြတယ်ပရိသတ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြီးလို့ပါစေလို့ဟိုကျွန်တော်ဗိတာလဲဟိုရယ်ကောတောင်းတာလဲဟိုရယ် တဝဲလဲဟောဝဲကမောက်ကြည့်တာနည်းနည်းတော့များတယ်အဲ့တနေ့တိုင်းတိုင်းရပါတော့တနေ့တိုင်းတိုင်းဆိုတော့ကျွန်တော်အဲ့ဒီဖခင်ကစကားတော်များများကျွန်တော်ပြောတယ်အားလုံးလည်းချစ်တယ်ဗျာဟိုအပိရဲ့အတွက်လည်းဝမ်းသာတယ်အမြဲတမ်းအဲ့ဒီတနေ့တိုင်းတားတယောက်အနည်းနဲ့အနည်းနဲ့ကျွန်တော်ကောက်ယူနေ Thank you